အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ Ghost Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ခင်ဗျာကျွန်တော် Channel ကနေအခုတင်ဆက်ပေးခြင်းတဲ့ဇာလန်းလေးကတော့အောင်မြတ်တာနှင့်ခြေမီးတောင်နတ်ဆိုတဲ့ဇာလန်းလေးပဲဖြစ်ပါတယ်ဒီဇာလန်းလေးကိုမတင်ဆက်ပေးခင်မှာကျွန်တော်ရဲ့ Channel လေးကိုလည်း Like and Subscribe လုပ်ပေးဖို့အတွက်လည်းအားလုံးကိုတောင်းဆိုလိုက်ပါစေခင်ဗျာအမလီကဲကြောက်အောင်ကဲကြောက်အောင်ဗျာအလန်တကြားနဲ့အော်ဟင်ရင်ထွက်ပြေးလာတဲ့ကြော်နုကြောင့်လည်းထင်းတွေကိုစီးနောင်နေတဲ့အဖွဲသားတွေကလည်းရိုးရိုးတဲတဲဖြစ်ကုန်တာပေါ့ အကျုံးလို့ဘာဖြစ်တာလဲဘာဖြစ်တာလဲငေါငေါကေပါဦးငေါငေါကေကြပါဦးကွာကျုံးနူးကလည်းတောထဲကိုလက်ညှိုးထိုးပြီးတော့အော်ဟင်းနန်းနဲ့လည်းအယုတ်ကျိုးပြက်လဲကြသွားခဲ့တာပေါ့ကျုံးနူးကျုံးနူးသတိထောင်းလေကွာဟေ့အောင်စိုးထွေးကလည်းကျုံးနူးကိုလှုပ်ခိုင်းရင်းမေးလိုက်ပြီးမယ်စကမီးမရတာကြောင့်လည်းရင်ဘက်ကိုလက်နဲ့ဖိပြီးစမ်းသက်ကြည့်လိုက်တော့နှလုံးမခုံတော့တာကိုလည်းသတိထားမိခဲ့ကျုံးကျုံးနူးကျွန်တော်အသက်မရှိတော့ဘူးကွာ ဟာအခုနနေတင်တော်တဲ့ထွက်သွားတဲ့သူကရုတ်တရက်ကြီးဘလို့ဖြစ်ရတာလဲအဖွေသားတွေအားလုံးကလည်းအံ့ဩမှင်သန့်နေတဲ့အချိန်ဘေးမှာရက်ကြည်နေတဲ့ဦးမင်းမောင်ကလည်းကြော်နုဝှက်ထားတဲ့အင်းကြီးကိုလည်းရုတ်တရက်ဆွဲဖြစ်လိုက်တော့ရင်ညွန့်တဲ့တဲ့မှာမီးလောင်ဒဏ်ရာလိုအသက်နီလန်နေတဲ့ခြေဘွားရတစ်ခုကိုလည်းမြင်တွေ့လိုက်ဟေးကောင်နေထင်းစည်းတွေအကုန်ထားခဲ့ပြီးတော့ဒီနေရာကနေထွက်ကြတော့ကွာမဟုတ်ရင်အကုန်သေးကုန်လိမ့်မယ်ကွာ ။ဥဝင်းမောင်လည်းအလန်းတကြားအောင်ဟင်းနဲ့ဂျော်နုရဲ့အလောင်းကိုပွေ့ချပြီးတော့တောင်ကျေဘက်ကိုပြေးထွက်သွားခဲ့တာပေါ့။တောထဲမှာထင်းခုတ်သွားရင်နဲ့ဂျော်နုဆုံးပြီဆိုတဲ့သတင်းကလည်းကញင်သုံးစင်ရွာထဲမှာညာတွင်ချင်းပြန့်နှံ့သွားခဲ့တာပေါ့။ဥဝင်းမောင်တို့ရွာထဲကကာလာသားတချို့နဲ့ဂျော်နုအလောင်းကိုလည်းရွာပြင်မှာဆင်ထိုးပြီးတော့ထားဖို့အလုံးရှုံနေကြသလိုဂျော်နုရဲ့အလောင်းကိုလည်းတကူတကလာကြည့်ကြတဲ့သူတွေကလည်းရွာပြင်မှာပြန့်ကျဲနေတာပေါ့။တချို့ကြတော့လေအလောင်းစင်ကူပေးတယ်လို့လို့နဲ့ကျော်နုရင်ဘတ်မှာရှိတဲ့ ခြေတော့ပုံစံတန်ရာကိုလာကြည့်တဲ့သူရှိသလိုတချို့ကြတော့လေကိုရွာသားတယောက်ယုတ်တည့်ရဲ့ဆုံးသွားတာမို့လို့ကိုချင်းစာစိတ်အပြည့်နဲ့လာရောက်လောက်ကင်ပေးခဲ့ကြပါတယ်အလောင်းစင်ဘေးမှာတော့လူမမယ်ကလေးတယောက်ကိုခါးထင်မှာခွင်ချီပြီးတော့လေဆက်ကြီးတငငငငိုကျွေးနေတဲ့မိမတယောက်ရှိခဲ့တယ်သူမရဲ့မျက်လုံးတွေကလည်းအသက်မဲ့နေတယ်ကျော်နုရဲ့အလောင်းကိုကြည့်ပြီးတော့ငိုလိုက်ချီထားတဲ့လူမမကလေးကိုကြည့်ပြီးတော့လေငိုလိုက်လုံနေနေတဲ့ ခန္ဓာကိုယ်ကလည်းမြေကြီးပေါ်ကိုလည်းဝုန်းကနေပြိုကျသွားခဲ့တာပေါ့ကျွန်တော်ကေကြောက်အောင်ဗျာကေကြောက်အောင်ဗျာတရားထိုင်နေရင်းနဲ့ကြားလိုက်ရတဲ့အတန်ကြောင့်လည်းအောင်မြတ်သားရဲ့မျက်တောင်တွေကလည်းမတိမသားလေးလှုပ်ခတ်သွားခဲ့တာပေါ့ကေကြောက်အောင်ဗျာကျွန်တော်ကျွန်တော်ဘယ်ဟိုရောက်နေရလဲဆိုတော့ပြောပြပေးကြပါအတန်လည်းပြီးပြီးပြင်းထက်ကြားလိုက်ရတာမလို့လေအတန်ကြားတဲ့ဘက်ကိုအာယုံခံကြည့်လိုက်တော့ ိမ်ငယ်နေတဲ့မျက်နှာနဲ့ဒီရိုးရရင်လမ်းလျှောက်နေတဲ့လူငယ်တယောက်ကိုလည်းတွေ့ရတာပေါ့ဒီတစ်ခါမှာတော့အောင်မြတ်သားရဲ့မျက်လုံးတွေလည်းဖြတ်ခနဲပွင့်ထွက်လာပြီးတော့ထိုင်းနေရာကနေထရက်လိုက်တဲ့အချိန်မလာနဲ့သွားစမ်းငါတို့စီမှာမင်းအတွက်နေရာမရှိဘူးထွက်သွားစမ်းဘယ်ကနေဘလို့ရောက်လာတဲ့ကောင်လည်းမသိပါဘူးဟေးကောင်ခေါင်းဝေးဝေးသွားစမ်းအဲ့ဒီလိုမောင်းထုံနေတဲ့အတန်တွေကိုလည်းကြားရတာပေါ့ အဲ့ဒီအချိန်မှာမောင်ကောင်းနဲ့ခွန်လာတို့ကပါထလာပြီးတော့အတန်ကြားတဲ့ဘက်ကိုပြိုင်သူကြည့်လိုက်တော့တကူလုံးဖြူဘက်ဖြူော်ဖြစ်နေတဲ့လူတယောက်ကြောက်ရွံ့နေတဲ့မျက်နှာနဲ့သူတို့ရှိတဲ့ဘက်ကိုလာနေတာကိုလည်းလန့်မြင်ရတယ်။ဆရာဒီလူကဘာတူလဲ။အေးငါလည်းတရားထိုင်နေရင်သူ့အတန်ကြားလိုက်ရလို့တရားဖြုတ်လိုက်တာ။ဘာသူဆိုတာတော့မသိရသေးဘူး။အောင်မြတ်သားလည်းစကားဆုံးတာနဲ့လမ်းလျှောက်လာတဲ့သူကိုစိုက်ကြည့်ပြီးတော့လဲ အမြင်အာယုံပွင့်စေလို့ရေရွတ်လိုက်တော့လေထိုသူရဲ့မျက်လုံးတွေကအောင်မြက်သားတို့ဆရာတစ်ဘက်သုံးအောင်စီကိုတဲ့တဲ့ရောက်လာခဲ့။အလိုလေယောဂီဝိဆောင်တဲ့လူတွေပါလား။ဒါဒါဒါဆိုရင်ခမရတို့ကတရားကျင့်ကြံတဲ့သူတွေများလား။သင်ထင်မြင်တဲ့အတိုင်းဟုတ်မှန်ပါလေ။ဒါနဲ့သင်ရရောဘလို့ကြောင့်မလို့ဒီနေရာကိုရောက်လာတာလဲ။ကျွန်တော်မသိဘူး။ မမေတလောက်ကတော့မီးတောက်နေတဲ့ခြေထောက်တစ်ဖက်အရန်ပူတော်နဲ့ခံစားမှုရေပဲမှတ်မိပါလေဆရာသူ့ကိုကြည့်ရတာအတိမှန်ညာတချို့ကိုလည်းသိမ့်ခံထိထားသလိုပဲနော်အေးငါလည်းမင်းပြောသလိုပဲတွေးမိတယ်သူ့မှန်ညာနေပြန်ရအောင်စန့်ကြည့်လိုက်ပါအောင်မယ်အောင်မြတ်သားလည်းတွေ့လေးရတဲ့လက်ချောင်းတွေကိုဖြန့်လိုက်ပြီးတော့လေအရှိမရက်နေတဲ့လူရဲ့ဥကောင်းထက်ကိုအုံမိုးလိုက်တဲ့ဆိုရင်ပဲလက်ချောင်းထိတ်ကနေ နွားနှုတ်လိုဖြူစင်တဲ့အလင်းနှန်းတွေရဲစီးကြလာခဲ့တာပေါ့အလင်းနှန်းတွေကလည်းရက်နေတဲ့သူရဲ့ဥကောင်းတဲ့ကိုလည်းစိတ်ဝင်သွားတဲ့အချိန်မှာတော့တင်ဖြစ်ပြက်ခဲ့တဲ့အရာတွေကိုမကြွေးမကြံပြောပြနိုင်စေအဲ့ဒီလိုအမိန့်ပြန်လိုက်တော့ရက်နေတဲ့သူရဲ့မျက်လုံးငယ်အိမ်ကလည်းရုတ်တရက်ကျင်းသွားပြီးတော့လေကျွန်တော်တောထဲမှာလမ်းပြောက်ပြီးတစ်ပင်တစ်ပင်အောက်မှာနားနေတဲ့အချိန်တစ်ပင်နောက်ကဂမုံလေးပေါ်မှာအပေါ့စွန့်ခဲ့မိပါတယ် ဲ့ဒီအချိန်မေးမှရှိနေတဲ့တစ်ပင်တွေကလေမတိုက်ဖဲနဲ့လှုပ်ယမ်းလာပြီးတော့ခြေတော်နှစ်ဖက်မှာမိတွေတောက်လောင်နေတဲ့လူတယောက်မျက်စိရှိမှရုတ်တရက်ပေါ်လာခဲ့သူကလည်းကျွန်တော်ကိုမြည်ဝင်ဝင်တောက်နေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးတော့ရင်ဝါတက်တဲ့ကိုခြေတော်နဲ့တက်နေမှလေသူပုံစံနဲ့ရမ်းကြောက်ဖို့ကောင်းပြီးတော့ခန္ဓာကိုယ်ကနေမိခိုးငွေတွေကလည်းတထောင်ထောင်နဲ့ထွက်နေခဲ့တာကျွန်တော်လည်းအရန်ကြောက်လိုက်ပြီးတော့ခြေတော်အောက်ကနေရုံးထွက်လာခဲ့တာအဖွဲသားတွေရှိတဲ့နေရာကိုဘလို့ရောက်မဲတော့မသိပဲရောက်လာခဲ့ပါတယ် အဲ့ဒီနောက်ပိုင်းဘာမှသတိမရတော့ဘဲနဲ့သတိပြန်ရလာတဲ့အချိန်မှာတော့မြူတွေပိတ်ဖုံးနေတဲ့တောအုပ်တစ်ခုတည်းကိုရောက်နေပြန်ရောကျွန်တော်လေတောထဲမှာခြေဦးတက်ရအောင်ဆောက်သွားရင်းနဲ့ဒီကိုရောက်လာတာပဲဗျအဲ့ဒီလိုစကားသံနေထွက်ပေါ်လာခဲ့တာပေါ့အောင်မြတ်သားလည်းတီးကျင်တာတွေတီးရပြီးမို့လက်ကိုပြန်ရုပ်သိမ်းတဲ့ရမှာတော့အရှိမရက်နေတဲ့သူကလည်းငူငငိုင်ပြန်ဖြစ်သွားခဲ့ဆရာသူ့ကိုဘယ်လိုလုပ်မလဲ အဒီပုံစံရဆိုရင်မူလခန္ဓာကိုယ်တွေပြန်ဝင်လို့ရနိုင်သေးတယ်မလားအေးအချိန်မီပြန်ပို့နိုင်ရင်တော့အသက်ရှင်နိုင်ပါသေးတယ်ဒါပေမဲ့သူ့ဘယ်မှာနေတယ်ဆိုတော့သိဖို့လိုတယ်အောင်မြတ်သားစကားဆုံးတာနဲ့ရှေ့ရရှိနေတဲ့သူဘက်ကိုလှည့်ပြီးတော့လေအတင်းရဘယ်ရောမှာနေတယ်ဆိုတော့မှတ်မိသေးလားကျွန်တော်ကကငင်30ရွာမှာနေပါတယ်ကငင်30ရွာလို့ပြောလိုက်တာကြောင့်အောင်မြတ်သားလည်းမလမကန်းမှာရှိတယ် တောသည်ရပင်အောက်ကိုသွားပြီးတော့ပင်စီကိုလက်နဲ့ထိလိုက်။ဒီအသစ်ပင်မှာစောင့်ကြက်တဲ့ပုပ်ကို ကြုတ်ရှိကိုရောက်စီ။အဲ့ဒီလိုအမိန်ပြန်လိုက်တော့သစ်ပင်ရဲ့ပင်စီကနေပြီးတော့လဲစင်းသရေလိုကြမ်းထော်နေတဲ့အသားရည်ရှိတဲ့လူဝါးကြီးတယောက်လည်းထွက်လာပြီးတော့အောင်မြတ်တာကိုစိုက်ကြည့်တာပေါ့။ကျုပ်ကိုခေါ်တာဘာလို့ဖို့လဲ။ကញင်30ရွာကိုတင်သိပါသလား။ကျုပ်အဲ့ဒီရွာကိုသိတယ်။ကျုပ်တို့လိုက်ဖို့ပေးနိုင်မလား။ အကျုပ်ပိုင်တဲ့အတွင်းတော့လိုက်ပို့နိုင်တယ်တခြားနေရာရောက်ရင်တော့သက်ဆိုင်ရာပုံကိုယ်တွေကိုအကူအညီတောင်းကြည့်ရမယ်ကောင်းပါပြီကျန်တဲ့အပိုင်ကျုပ်တို့ဆက်လုပ်ပါမယ်အောင်မြတ်သားတို့ကလည်းတောတရပြင်ဆောင်ပုံကိုယ်ရဲ့လမ်းပြမှုနဲ့ကရင်သုံးစင်ရွာရှိတဲ့ဘက်ကိုထွက်ခဲ့တာပေါ့လမ်းခရီးဒီလျှောက်မှလည်းတခြားနာနာဘဝတွေကလည်းတစ်ပင်ကြီးငယ်တွေဘဝနေအောင်မြတ်သားတို့ကိုချောင်းမြောင်းကြည့်ရှုနေသလိုတချို့ကြတော့လေအမောင်တို့တွေကနေပြူးကျဲတဲ့မျက်လုံးတွေနဲ့ချောင်းကြည့်နေတာပေါ့လမ်းပြခေါ်ဆောင်သွားတဲ့ပုံကိုယ်ကလည်းလူနှစ်ယောက်သွားလို့ရတဲ့ တော်လန်တစ်ခုရောက်မှာတော့ခြေလန်းလေးကိုရက်လိုက်ပြီးတော့ပတ်ဝန်းကျင်ကိုလည်းကြီးကန်းတောင်းပေါက်လိုက်ပြီးတော့ကြည့်နေတာတင်းပါဖြစ်လို့ဆက်မတော်ပဲရက်လိုက်တာလေကျုံနှာခေါင်းကမီးလောင်ညွန်နဲ့နေရနေတယ်ပတ်ဝန်းကျင်ကလည်းရုတ်တရက်တိတ်ဆိတ်သွားသလိုပဲတော်တရပင်ဆောင်ပုဂ္ဂိုလ်ကလည်းအနှဲငယ်ထိတ်လန့်တဲ့ပုံစံနဲ့ပြောတာကြောင့်အောင်မြက်သားလည်းပတ်ဝန်းကျင်ကိုကဲခတ်လိုက်တော့အညိုရောက်မီးခိုးငွေတွေကလည်းလင်းညာရက်ကနေလွင့်ပြန်လာတာမြင်ရတာပေါ့သူ ူလာနေပြီကျုပ်ကျုပ်ပြန်မရတော့ဘူးအာဘသူလာလို့တင်ရတယ်လောက်တော့ကြောက်ရွံ့နေရတာလေအော်တောင်ဆောင်တောင်ဆောင်နေကြီးတောင်ဆောင်နေကြီးလာနေပြီကျုပ်ဒီထက်ပို့ပြီးတော့လိုက်မပို့ပေးနိုင်တာတောင်းမှန်ပါလေတော်တည့်ပင်ဆောင်နှက်ကလည်းအလန့်တကြားပြောပြီးတော့လေဖနှောင့်ကိုစောင့်လိုက်ရမှာတော့အခုံးငွေဖြစ်ပြောင်းပြီးပျောက်ွယ်သွားတာပေါ့ဆရာမိကုံးငွေတွေကအရန်များလာပါလားမောင်ကောင်းကလည်းနှာခေါင်းကိုလက်နဲ့ပိတ်နေတဲ့အချိန်မှာတော့သူ့ဘေးမှာရက်နေတဲ့လူကလည်း နာနဖက်ကိုလက်နဲ့ပိတ်ပြီးမြေကြီးပေါ်လူးလိမ့်ပါလေ။သွားငါစီမလာနဲ့ငါစီမလာနဲ့ထွက်သွား။နေလို့ကောင်းကငါလက်ထည့်ရနေပြေးလို့လွတ်ရိုးလာ။လှိုင်းတန်ပါတဲ့အတန်အော်အော်ကြီးကလည်းအရက်လေးမျက်နှာကနေထွက်ပေါ်လာတာကြောင့်အောင်မျက်သားနဲ့ဘေးဘီကိုအာယုံခံကြည့်တော့မိကုံးငွေတွေကလွဲပြီးတော့ဘာမှမလဲမတွေ့ခဲ့ရဘူး။ဒီကောင်ကတောတခွင်ကိုအကျင်းမဲ့ထိန်းချုပ်ထားတာပဲ။ ကျွန်တော်တို့လည်းဘာမှမတွေ့ရအောင်စီရတင်းရတော်ကိုစွမ်းကြီးတဲ့ပုံပဲကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲစီရငါတို့တော့အောင်လို့ဒီမှာရှိနေရင်လက်ပြပြန်ဝင်ဖို့ခက်ခဲဖြစ်သွားလိမ့်မယ်အဲဒါကြောင့်မလို့မင်းတို့နှစ်ယောက်ကဒီလူကိုခေါ်ပြီးတော့ကညင်သုံးစင်ရွာကိုအရောက်သွားကြငါတော့ဒီမှာနေခဲ့ပြီးတော့တောင်စောင်းနဲ့ဆိုတဲ့ကောင်ကိုထိန်းထားပြီးမယ်ဟုတ်ကဲ့ပါဆရာဒါဆိုရင်ကျွန်တော်တို့သွားလိုက်အောင်ဆရာလည်းတတိထားပါ မောင်ကောင်းကလည်းအောင်မြတ်တော်ကိုနှုတ်ဆက်ပြီးတော့မြေပေါ်မှာလူလိမ့်နေတဲ့သူကိုလက်ပြခေါ်အင်းနဲ့ချုပ်ပြီးတော့ဆွဲခေါ်သွားခဲ့တာပေါ့မောင်ကောင်းတို့ထွက်တော်ကနေတပြိုင်နဲ့တော်ရဲကနေအလွန်ကျဲလောင်တဲ့တော်လဲတန်တစ်ခုကလည်းထွက်ပေါ်လာပြီးတော့သစ်ပင်တဲ့ကိုင်းတွေကလည်းတဖြည်းဖြည်းမြည်တဲ့တန်တွေလည်းထွက်ပေါ်လာခဲ့အောင်မြတ်တော်ကတော့အတန်ကြားရဘက်ကိုမျက်နှာမူထိုင်လိုက်ပြီးတော့လွယ်အိတ်ထဲကနေအင်းဆွဲကညစ်တန်ကိုထုတ်ရှိတဲ့တဲ့မြေကြီးကိုလည်းထိုးဆက်လိုက်တယ်ဆိုရင်ပဲထိုင်နေတဲ့ဘေးပတ်ပတ်လေးပါရှိတဲ့မြေကြီးတွေကလည်းပတ်ကြားတွေအပ်လာပြီးတော့ အထဲကနေပြီးတော့ရွှေအိုရောင်လင်းနှန်းတွေထွက်ပေါ်လာခဲ့တာပေါ့အလင်းနှန်းတွေကလည်းအော်ဒါတိုင်းသဖွယ်ကာရန်ထားတာကြောင့်မိကုန်းငွေတွေကလည်းမောင်ကောင်းတို့ထွက်သွားရနေရာစီကိုမရောက်တော့ဘဲနဲ့အောင်မြတ်သာထိုင်နေတဲ့ပဝင်းကျင်မှာသာဟိုးဒီဒီဝေးဝဲနေကြဟာငါတိုင်းနဲ့ထဲလာပြီးတော့စီးပေါင်းတတ်မှတ်တဲ့ကောင်အသေးတတ်ကြစမ်းဟိ၆ကအကွဲလာတဲ့အတန်တကြီးကလည်းတောတခွင်လုံးပြန့်နှံ့သွားပြီးတဲ့နောက်မှာတော့ညာတန်ပြီးအော်ဟဲလာတဲ့အတန်တွေကလည်းရုတ်တရက်ထွက်ပေါ်လာခဲ့ အောင်မြတ်သားလည်းရှေ့တဲ့တဲကိုမျက်နှာမူပြီးကြည်နေတဲ့ချိန်လူသေးကောင်းလေးလိုပုတ်ပွားနေတဲ့နာနာဘဝတွေလူဝင်နေလိုအမွှေးဆုပ်ဖွားနဲ့အဆရှိတဲ့ကြောက်မက်ဖွဲရနာနာဘဝတွေကလည်းသွေးပြက်ဖွဲကောင်းတဲ့အတန်တွေပြေးပြီးတော့ထွက်ပေါ်လာခဲ့တာပေါ့တမ်းမန်လူတယောက်သွေးပြက်နိုင်လောက်တဲ့အော်ဟစ်ကျင်းဝါတန်တွေနဲ့တိုးကပ်လာတဲ့နာနာဘဝတွေကိုကြည့်ပြီးတော့အောင်မြတ်သားလည်းတပြင်းတစ်ချက်ချလိုက်တယ်တပြင်းချတဲ့အတန်နဲ့အတူတူသူ့ရဲ့ရှိမှာတော့ပြောင်းလဲနေတဲ့လက်နက်တွေကိုဆွဲကင်ထားပြီးတော့ အစိမ်းရောင်အစင်တစားတွေကိုဝစ်ဆင်ထားတယ်အင်းဆောင်ဘလူးတွေကလည်းပေါ်လာခဲ့တာပေါ့နာနာဘွားတွေကလည်းအင်းဆောင်ဘလူးတွေကို မြင်တော့ရှေ့ကိုဆက်မလာရေးကြတော့ပဲနဲ့ဝါရပြန်စာအကွာလောက်ရက်နေတဲ့အချိန်သကောဝိုင်းလောက်ရှိတဲ့မီးလုံးတစ်လုံးကလည်းနာနာဘွားတွေရဲ့ရှေ့ကိုထိုးကြလာခဲ့ရဲရဲတောင်းနေတဲ့မီးလုံးကြီးတွေကလည်းမြေကြီးနဲ့ထိတာနဲ့တပြိုင်တည်းနတ်မောင်နေတဲ့အသားရည်ရှိတဲ့လူတယောက်အသွင်ပြောင်းသူ့ဘေးနားမှာရှိတဲ့နာနာဘွားတကောင်ရဲ့ဥကောင်းကိုလည်းခတ်တင်းနေဆုပ်ကင်ပြီးတော့လေတရေဘောကြောင်တဲ့ကောင်လေး အမိုက်ရောမနာခံတဲ့ကောင်လေဘလို့ဖြစ်မယ်ဆိုတော့ကြိတ်ထားကြကွာအဲ့ဒီလိုကျင်းဝါလိုက်တယ်ဆိုရင်မဲ့နတ်မောင်နေတဲ့လက်အောက်ကနေမီးဆွယ်မီးညွန့်နေထွက်ပေါ်လာပြီးတော့လေဥကောင်းကနေခြေတော့ ठी ဝါမျိုးသွားခဲ့တာပေါ့မျက်စိတမိတ်တွေမှာပြာမောင်ဖြစ်သွားတဲ့နာနာဘောအောင်မြင်တော့ကြံသူတွေကလည်းတုံ့လှုပ်သွားခဲ့အေးနောက်တစ်ခါအမိန်ကိုလွန်ဆန်ရင်တော့အကုန်လုံးမီးလောင်တိုက်သွေးပြစ်မယ်အခုချက်ချင်းဒီကောင်းကိုအသေးတတ်ကြစမ်းမင်းနဲ့နေတဲ့လူရဲ့စကားကြောင့်လေယခင်က တွန်းဆောင်နေကြတဲ့သူတွေအားလုံးကလည်းညာတန်ပြေးပြီးတော့အောင်မြတ်သားစီပြေးဝင်လာခဲ့တာပေါ့ဟာတက်ဟေးဖြက်ကွာတက်တက်ခြေစုံကပြေးဝင်လာတဲ့နန္ဒာဘဝတကောင်ကိုလည်းဘလူးတကောင်ကလက်ခဲမှကင်ထားတဲ့တင်းပုံးနဲ့ဆွဲရိုက်လိုက်တော့လေထဲမှာတဲ့အငွေ့အဖြစ်ပြောင်းလဲသွားတာပေါ့နန္ဒာဘဝရင်းနဲ့အင်းဆောင်ဘလူးတွေရဲ့တိုက်ပွဲကလည်းတောတခွင်ပြန့်နှံ့ပြီးတော့ဂျိန်ဝါသန်တွေအော်ဟစ်သန်တွေကလည်းကဘာပြတ်မတက်လဲထွက်ပေါ်လာခဲ့ ကညီ30ရွာကိုသွားနေတဲ့မောင်ကောင်းတို့ကလည်းအနောက်ဘက်တောတွေကနေထွက်ပေါ်လာတဲ့အလင်းနှမ်းတွေကျိန်းမွားတဲ့နေကြောင့်ရှောက်လန်းနေတဲ့ခြေလန်းတွေကိုရက်လိုက်ပြီးတော့အနောက်ကိုလည်းလှည့်ကြည့်တာပေါ့လမ်းလျှောက်နေရုတ်တရက်ရက်လိုက်တာကြောင့်အရှိကနေလမ်းပြဖြစ်သွားနေတဲ့ဇပင်ဆုပ်ဖောင်းတဲ့ကောင်ကလည်းအနောက်ကိုလမ်းကျသွားခဲ့လေကြတော့တဲ့ကောင်ကလည်းလေပင်မှာခတ်တင်းတင်းရစ်ပတ်နေတဲ့ပရည်ကျူးကြောင့်လည်းဆက်ငင်ဆက်ငင်ဖြစ်သွားတာပေါ့ဟာဘာလို့ရက်လိုက်တာလဲကိုရဟိုကောင်တီတော့မှာပဲ ခွန်လာလည်းမောင်ကောင်းလက်ထက်ကပရိတ်ကျိုးကိုဆွဲယူကျိုးစာကိုလျှော့ပေးလိုက်တော့မှလယ်မင်းအိမ်နေတဲ့ကောင်ကလည်းပုံမှန်ပြန်ဖြစ်သွားခဲ့။ဩငါလည်းမကြီးပဲပါဘူးကွာ။အေးကောင်မင်းအဆင်ပြေရဲ့လား။မောင်ကောင်းစကားကြောင့်လည်းမြေကြီးပေါ်ကနေကုံယုံထနေတယ်မျက်လုံးပြူးပြူးနှာခေါင်းပေါက်သေးသေးနဲ့ကောင်ကလည်းခေါင်းညိပြပြီးတော့ဘာမှမဖြစ်ကြောင်းအမူအရာပြနေတာပေါ့ဆရာအဆင်ပြေလားမသိဘူးကွာငါတော့စိတ်ပူတယ်ဩဆရာအဆင်ပြေမှာပါဗျာ အဲကျွန်တော်တို့ပဲကငင်သုံးကျင်ဆိုတာရွာကိုအယုံမတက်မီအချိန်လောက်ရောက်ဖို့ပဲလိုတာဗျခေါင်းလာစကားကြောင့်လဲမောင်ကောင်းလဲပြေကျူးနဲ့ခြိထားတဲ့ကောင်ရဲ့ရှိမှရက်လိုက်ပြီးတော့လေမပြူကောမင်းကငင်သုံးကျင်ရွာကိုတိတာဆိုတာသိကြပါတယ်နော်တိတိတိသိကြပါတယ်ဆရာကျုပ်မလိမလိရဲပါဘူးအေးသေးကြရင်ပြီးရောမမီလို့ကတော့မင်းရဲ့ပြူးထွက်နေတဲ့မျက်လုံးကိုဖောက်ပြီးတော့လက်ရစာကြွေးပြင်မယ်ကွာ မောင်ကောင်းရဲ့စကားကြောင့်လည်းပရည်ကျိုးနဲ့ဖန်းခံထားရတဲ့မျက်လုံးပြူးပြူးတစ်စီကလည်းမျက်နှာငယ်လေးဖြစ်သွားတာပေါ့စကားကောင်းပြောပြီးတော့လမ်းပြဖို့ခွန်တော့ကြမထီလေးစားလှုပ်တဲ့ကောင်ဟမ်အခုကြတော့သူ့လောက်ကြောက်တတ်တဲ့သူလောကမှာမရှိတော့သလိုပဲဆရာတို့အဲ့လောက်စမ်းမမသိခဲ့လို့စော်ကားမိတာတောက်မှန်ပါတယ်နောက်နောက်လေးလေးစားစားဆက်ဆံပါမယ်မောင်ကောင်းတို့ကလည်းလမ်းမှာဖမ်းလာတဲ့တစိငပြူးကိုလည်းဖြဲချောက်ပြီးတော့ကញင်သုံးစင်ရွာကိုလည်းဆက်လက်ထွက်ခွာခဲ့တော့ တောနဲ့တွင်ထဲမှာတော့အင်းဆောင်ဘလူးနဲ့နန္နာဘွားတွေရဲ့တိုက်ပွဲကလည်းပြင်းထန်နေပြီးတော့နန္နာဘွားတွေဘက်ကလည်းထိနာနေသလိုအင်းဆောင်ဘလူးတို့ချို့ကလည်းမိသေးကလေးနတ်မောင်နေတဲ့သူရဲ့လက်ချက်နဲ့ပြာမောင်အဖြစ်ပြောင်းလဲသွားတယ်။နန္နာဘွားတို့ချို့ကတော့အောင်မြတ်သာဖန်တီးထားတဲ့အတားစီးတွေကိုကြော်ဖြတ်ဖို့ကြိုးစားခဲ့ပေမယ့်ထင်သလောက်အလုံးမဖြစ်ဖဲနဲ့လည်းဖြတ်ကျော်သူတွေသာမီးလောင်ကျွမ်းပြီးတော့ပြာကျသွားခဲ့ရတာပေါ့။ဒါအောင်မြင်တဲ့အသားမင်းမင်းနဲ့လူကလည်းအောင်မြတ်သာကိုထိုင်နေရာနဲ့ရွေးအောင်ပြုလုပ်ဖို့ကြိုးစားခဲ့ပေမယ့် မောင်မြင်ခဲ့ပဲနဲ့အောင်မြတ်သားရဲ့ကိုမှာစောင့်ကြက်နေတယ်ကိုဆောင်အင်းဆောင်ပုံကိုရဲ့လက်ချက်နဲ့လဲညနာဟတ်တက်ကွဲတဲ့ဒဏ်ရာလေးရသွားခဲ့ဒါကြောင့်လဲအချင်းကြီးမဟန်မှန်းသီးတဲ့ကောင်ကလဲသူ့ရဲ့လက်အောက်ကနာနာဘဝတွေကိုအကာအကွယ်ယူခန္ဓာကိုယ်မိလုံးတပွဲဖန်ဆင်းပြီးတော့တောရဲ့အတွင်းဘက်ကိုထွက်ပြေးသွားခဲ့တာပေါ့ကောင်းဆောင်ဖြစ်တဲ့သူထွက်ပြေးသွားတာကြောင့်လဲကြံတဲ့နာနာဘဝတွေကလဲခြေဦးတေရာကိုထွက်ပြေးသွားကြတဲ့အတွက်လဲတောရင်းတိုက်ပွဲကြီးကလဲ၃ချက်တီးလောက်မှာပဲပြန်လဲငြိမ်သက်သွားခဲ့ကြတယ် မိဟုံတောက်လောင်နေတဲ့ခြေထောက်နဲ့ဘေးမှာရှိတဲ့ကြောက်တုံးတွေကိုစီစီညံ့ညံ့ကြည်သွားအောင်နင်းချလိုက်တဲ့အတွက်လေအရှိမဒူးထောင်နေတဲ့အသားမမင်းနဲ့လူရဲ့ခန္ဓာကိုယ်ကလည်းစက်ခနဲတုံအရှင်ပြီးတဲ့တော်ဝင်မကြည်ပြုံခဲ့တဲ့အတွက်လေပေးတဲ့အပြစ်ကိုကြည်ကျင်နန်းနန်းနဲ့ခံယူပါမယ်ငါပိုင်တဲ့ထဲမှာဒီလိုအဖြစ်မျိုးစော်ကားခံရတာပထမဆုံးပဲဟဲ့ငနဲ့တူမင်းတို့ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့သူတွေအခုဘယ်မှာရှိနေလဲ သူတပည့်တွေကတော့ကញင်သုံးစင်ရွာဘက်ကိုသွားနေပြီ။သူကတော့တောတည့်ရပင် အပိုင်ရင်စီးမှာပဲရှိနေပါတယ်။ငါ့ကိုစော်ကားပြီးမထီမြဲ့မြင်လှုပ်တဲ့ကောင်တွေကိုဟော်ရီချက်တော့နဲ့နင်းတတ်မယ်ဟဲ့။ထောင်ထောင်မောင်မောင်ရဲမြင့်မြင့်နဲ့ပုပ်ကူကလည်းမီးဟွန်းဟွန်းတောက်လောင်နေတဲ့ချက်တော့ကိုစောင့်နှင်းလိုက်တော့ဘေးနှစ်ဖက်ကိုလည်းမီးပွားမီးစားတွေကလည်းဖြာထွက်သွားခဲ့တာပေါ့။ လင်းကျက်တုံနဲ့အတန်ကြောင်နဲ့မောင်ကောင်းနဲ့ခွန်လာတို့ရဲ့ခြေလန်းတွေကလည်းပုံပြီးတွက်လက်လာခဲ့ငပြူရောက်ဘူးရီမရောက်သေးဘူးလားဟာအရှိဆိုရောက်ပါပြီခဏလောက်ပဲတီးခံပေးကြပါတဆိန်ငပြူကလည်းမောင်ကောင်းတို့ကြောက်ရွံ့တဲ့မျက်နှာနဲ့ကြည့်ပြီးတော့အရှိကိုခတ်တုတ်တုတ်ထွက်သွားခဲ့တာပေါ့အစိမ်းမင်းလောက်ကြာပြီးတဲ့ချိန်မှာတော့ဝယုံပင်နေနဲ့အုံဆိုင်နေတဲ့တော်တန်းတဏီယာအရောက်အသားကညီဆက်ဆက်အယံမြင့်မြင့်နဲ့လူထွားကြီးတယောက်မြေကြီးတွေကနေဝုန်းကနေခုံထွက်မောင်ကောင်းတို့ရှိမှလည်းပိတ်ရနေရမြင်ရတာပေါ့ ဆရာ तू तू ကရွာဆောင်နဲ့ဖြစ်လောက်မယ်ထင်တယ်ရွာဆောင်နဲ့ဆိုလဲလူလာပို့လာလို့ပြောလိုက်ကွာမောင်ကောင်းစကားကြောင့်လဲငပြူကလဲသူတို့အချင်းနားလိုက်တဲ့စကားနဲ့ပြောလိုက်ပြီမဲ့အသားနီဆက်ဆက်နဲ့ပုပ်ကွာလဲမျက်နှာထားတင်းတင်းနဲ့ရက်နေတာပေါ့မရဘူးဆရာတေးပြီးသားဝိညာဉ်ကိုရွာထဲကိုပြေးမဝင်ဘူးတဲ့နာဒီကောင်ကတော့ကွာဒါတေးပြီးသားမဟုတ်ဘူးညောနေတာကွာအကို ဖယ်စမ်းပါဗျာဒီကောင်းကိုစကားကောင်းပြောမရဘူးဆိုလဲလှုပ်တင်တာလှုပ်ရတော့မှာခွန်လာလဲစုပ်တစ်ချက်တက်လိုက်ပြီးတော့လဲလွေထဲပါလာတဲ့လောင်မီအင်းကိုလဲစက်ခနဲ့ဆွဲထုတ်ရွာဆက်ထဲကိုလဲပြစ်ချဖို့အလုံးအသားနီဆက်ဆက်ပုတ်ကိုလဲတုံတုံကြီးဖြစ်လာပြီးတော့အနောက်ကိုသုံးလေးလဲဆုပ်သွားတယ်မပြူဟိုကောင်းကိုပြောလိုက်ခေါင်းမာနေဒီအင်းကိုနှစ်ဖူးမှကတ်ပေးလိုက်မယ်လို့မပြူကလဲနီးရတာကိုကြောက်ရတာမလို့လဲမျက်နှာငယ်လေးနဲ့အရှိကိုတို့လက်ဟန်ချီဟန်နဲ့ပြောလိုက်တော့ ။ခဏကြာမှတော့အသားနီဆက်ဆက်နဲ့လူကလည်းပိတ်ထားတဲ့လမ်းကိုဖယ်ပေးပြီးပျောက်ကွယ်သွားတာပေါ့။ဒါလောက်ဆိုရွာထဲဝင်လို့ရပြီထင်တယ်။မောင်ကောင်းကလည်းသူ့နောက်မှာကပ်ပါလာတဲ့သူကိုရှေ့ရနေထွက်ခိုင်းပြီးတော့လည်းရွာထဲကိုဝင်ခန့်လိုက်တာပေါ့။ရွာထဲရောက်တော့လည်းအခေါင်းစင်ပေါ်မှာတင်ထားတယ်ခန္ဓာကိုယ်တစ်ခုကိုလည်းမြင်လက်။အချိန်မီသေးတယ်။ခက်မြန်မြန်ဝင်ပြီးတော့မောင်ကောင်းစကားကြောင့်လည်းဘေးမှာရပ်နေတဲ့သူဟာသူ့ခန္ဓာကိုယ်ရှိရအလောင်းစင်ရှိအောင်ပြေးထွက်သွားခဲ့တာပေါ့ ခဏနေတော့လောင်းစင်ပေါ်မှာငုတ်တုတ်ထားထိုင်နေတဲ့ပုံရိပ်တစ်ခုကိုမြင်တွေ့လိုက်ရပြီးတော့မကြာခင်ချိန်မှာပဲဘေးနာဇေယျပေါ်ကနေတရေတရေဆိုပြီးတော့အော်ဟစ်ပြေးလွားနေတဲ့အတန်ကြီးကြမောင်ကောင်းတို့လည်းမိမိတို့တာဝန်ပြီးဆုံးတာမလို့ဖမ်းခေါ်လာတဲ့တစိငပြူးကိုလှုပ်ပြီးဆရာဖြစ်သူရှိတဲ့တောတိရဲ့ပင်ဘက်ကိုလည်းပြန်ထွက်သွားခဲ့တာပေါ့အယုံတဲ့ချိန်ဖြစ်တဲ့အတွက်လည်းတောအုပ်အတွင်းကနေကြီးငှက်တချို့ရဲ့အစာရှာထွက်ဖို့အတွက်တာဆူနေကြသလို့ တောကျက်တချို့ကလည်းနေသိကိုကြိုဆိုသည့်အလားအတန်ဒီကိုတွန်ကုန်ကျူးနေတာပေါ့အောင်မြင်သာတော့တောတွင်းမှာရှိတဲ့ဝေယုံမင်းအောက်မှာညီသက်စွာထိုင်တမထကိုလည်းမြဲတဲ့မြေအောင်ကြင်ကြံနေတဲ့အချိန်မျက်လုံးထဲမှာတော့အလျံကြီးကြီးတောက်လောင်နေတဲ့မီးလင်းရောင်တချို့ကလည်းထင်ဟပ်လာခဲ့အောင်မြင်သာလည်းသူ့အရှိမတစုံတယောက်ရောက်လာပြီဆိုတာသိရတာကြောင့်တမထအကျင့်ကိုဖြုတ်မျက်လုံးကိုဖွင့်ကြည့်လိုက်တော့မီးတော်မီးလျံနေဒူးစစ်လောက်ထိလောင်မြိုက်နေတဲ့လူတစ်ယောက်ကိုမြင်ရထိုသူကလည်းအောင်မြင်သာကိုကြောက်မဖွယ်ကောင်းတဲ့မျက်လုံးနဲ့စိုက်ကြည့်ပြီးတော့လေ နင်ကငါပိုင်နဲ့ထဲကဖမ်းထားတဲ့သူကိုလွတ်ပေးပြီးတော့ငါတပည့်ကိုပါထိခိုက်အောင်လုပ်ခဲ့ရတယ်သူလားအဲ့ဒီလိုမိလိုက်တော့အောင်မြတ်သားလည်းနှကန်းစုံလေးနှစ်ခုကိုတွန့်အောင်ပြုံးလိုက်ပြီးတော့လေကျုပ်ဘက်ကတော့ဘသူ့ကိုမှအရင်ထိခိုက်အောင်မလုပ်ပါဘူးတဲရာရာဆဆငါရှေ့မှာလာပြီးတော့မဟုတ်တန်းရရလာပြောနေပါရောလားတင်းအကျုပ်ပေါ်ရမ်းလုံနေတာပဲဒီလိုအမားမှန်မခွဲတတ်တဲ့သူကဘလို့ကုသိုလ်တွေကြောင့် တောင်ဆောင်နဲ့ဖြစ်နေပါလေ။အောင်မြတ်သားရဲ့စကားလည်းခြေမီးတောင်နဲ့ရဲ့အရှိုက်ကိုထိသွားပြီးတော့ဒေါသအရှင်ကလည်းအုံငနဲ့ပွင့်ထွက်လာခဲ့တာပေါ့။ဩဒါလို့ဖြစ်တယ်ကောသိပြီတော့။ခြေမီးတောင်နဲ့ကလည်းသူ့ရဲ့ခြေထောက်နဲ့အောင်မြတ်သားရဲ့ငယ်လေးကိုဝုန်းဝန်းနဲ့နင်းချလိုက်တယ်။သင်ရကျုပ်ကိုတော့မှထိအောင်မနင်းနိုင်ဘူးပဲ။ခြေမီးတောင်နဲ့ကလည်းအတန်ကြားလို့လှည့်ကြည့်လိုက်တော့လေအနောက်ကဝေယုံမင်းအောက်မှာတင်မလင်ခွေထိုင်နေတဲ့အောင်မြတ်သားကိုလည်းမြင်ရ။ဩ ။သင်လဲခေသူမဟုတ်ဘူးပဲ။ဒီတခါတော့မလွတ်เสียဘူးဟဲ့။ချိန်မီတောင်တက်ကလည်းအတန်တကြီးနဲ့ကျုံးသွားနင်းချလိုက်ပြီမေ။အောင်မြတ်တော်ကိုမထိမြေကြီးကိုသာနင်းမိတာပေါ့။ကိုကိုကိုအထင်ကြီးနေတဲ့တောင်ဆောင်နဲ့ပဲ။သင်ဟာကုရိကျုပ်ကိုထိအောင်မလုပ်နိုင်သေးပါလား။အတန်ဘေးကနေထွက်လာတော့ကြောင့်ချိန်မီတောင်တက်ကလည်းဒေါသပုံတွေထမြင်တွေ့သမျှကိုခြေထောက်နဲ့တက်နေတော့တာပေါ့။ခြေထောက်နဲ့နင်းချိန်ခံထိရတဲ့ဝယုံတော်တစ်ခုတော့လည်းမီးဟွန်းဟွန်းတောက်လောင်နေပေမဲ့ အောင်မြတ်တော်မီးအပူတော်မဟာတာကြောင့်လဲချိန်မီးတော်နဲ့ရဲ့မျက်နာမှာတော့ကြောက်ရွံ့မှုတွေအံ့ဩမှုအေးအောင်တွေကလည်းပေါ်ပေါက်လာခဲ့သိမလို့လေလူတော့ဖြစ်ဟန်မတူဘလူလိုနဲ့လို့သင်ထင်နေတာတခုမှမဟုတ်ပါဘူးကျုပ်က လူသားစင်စစ်တယောက်မဖြစ်နိုင်တာတမ်းမှန်လူဆိုရင်အခုလိုဖြစ်နေစရာအကြောင်းမှမရှိတာနောက်ပြီးသင်ကကျုပ်ကိုပြန်ပြီးတော့ခုခံတာလည်းမရှိဘူး လူတွေထဲမှာကြုတ်လူမျိုးပုံကိုယ်တွေအများကြီးရှိကြတယ်။အကြုတ်အနေနဲ့တင်းကိုထိခိုက်နာကျင်အောင်ဆုံးမလို့ရပေမဲ့ကြုတ်မလုပ်ပါဘူး။ဘာကြောင့်လဲဆိုတော့တင်းကတစ်ချိန်ချိန်မှာဒီတော့ဒီတောင်မှာသာသနာပြုအောင်မှာဖြစ်လို့ပဲ။သာသနာပြုအောင်မှာဟုတ်လား။အကြုတ်အဲ့ဒါတွေစိတ်ဝင်စားဘူး။နောက်ပြီးတော့တင်းကကြုတ်ကိုထိခိုက်အောင်လုပ်နိုင်မှလည်းမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဒီလောကမှာကြုတ်ကိုအမိန်ပေးနိုင်တာကုဝေရနတ်မင်းကြီးပဲရှိတယ်။ ချိန်မီတောင်နဲ့ရဲ့စကားကြောင့်အောင်မြတ်သားလည်းခေါင်းကိုခါရန်ပြုံးလိုက်ပြီးတော့ညာလက်ညူးမိုးပေါ်ထောင်းနှုတ်ကနေဂါရတပုတ်ယူလိုက်တာမှပဲအလင်းရောင်နေထွက်ဆပြုတ်နေတဲ့ကောင်းငယ်တစ်ခုလုံးချေအောင်လင်းနေဖြားထွက်လာပြီးတော့လည်းယရနာအတိပြီးတဲ့တန်လျက်ကိုဆွဲကင်ထားတဲ့ကုဝေရနမင်းကြီးရဲ့ပုံရိပ်ကလည်းပေါ်ပေါက်လာခဲ့တာပေါ့ကုဝေရနမင်းကြီးကိုရုတ်တရက်မြင်လိုက်ရတဲ့ချိန်မီတောင်နဲ့အနေနဲ့လည်းနမင်းကြီးကိုကြည့်လိုက်အောင်မြတ်သားကိုကြည့်လိုက်တဲ့အံ့ဩနေနေနဲ့မျက်နှာကိုလည်းမြည်ကြီးပေါ်ဝေ့ချလိုက်တော့တာပေါ့ အကျွန်ုပ်ကိုပြင်ဖိတ်တဲ့အကြောင်းရင်းကဘာများပါလဲထင်ရှားပြတ်သားပြီးတော့ဩဇာအပြည့်ပါတဲ့အတန်ကြောင့်လဲအောင်မြတ်တာလဲခြေမီးတောင်နဲ့ကိုလက်ညှိုးထိုးပြီးတော့လဲဒီမှာရှိနေတဲ့တောင်ဆောင်နဲ့ကအတင်နံမင်းကြီးတပါးတည်းဟူတာခါစားနိုင်တဲ့အကြောင်းပြောတာမို့လို့ပြင်ဖိတ်ရခြင်းဖြစ်ပါတယ်ဟောဘသူများလဲလို့အကျွန်ုပ်ရဲ့ငဲကြုံမင်းတင်ရဒီရဆရာလေးအပေါ်မှာဘလို့အမှုတွေကိုကျွလွန်ခဲ့တာတော့ ကိုဝိရနာမင်းရဲ့အတန်ကြောင့်လဲချိန်ပြီးတော့နှစ်ရက်ခန္ဓာကိုယ်ကတဆက်ဆက်တုံပြီးတော့လေကျွန်တော်မျိုးမသိလို့အပြစ်ကျူးလို့မိခဲ့ပါလေခွင့်တော်ပေးတော်မူပါအရှင်နမင်းအကျွန်ုပ်ရဲ့ငယ်ကျွန်ဝဆရာလေးအပေါ်အပြစ်လုံးမိပြီထင်ပါရဲ့ဟက်ကူးချက်ချင်းပြန်ပြီးတော့တောင်းမှန်စမ်းနမင်းကြီးရဲ့စကားကြောင့်လဲချိန်ပြီးတော့နှက်ကလည်းအောင်မြတ်သားရဲ့ခြေတော့ကိုနဖူးနဲ့အပ်ပြီးတော့ထက်ခါတလဲလဲတောင်းမှန်တာပေါ့ကျွန်ုပ်အနေနဲ့တင့်ကိုခွင့်တော်ပါတယ် ဒါပေမဲ့တင့်အနေနဲ့ကုချင်ဟာစပြီးတော့ဘသူ့အိုမှာလဲထိခိုက်နာကျင်အောင်မပြုတ်တော့ပါဘူးဆိုတဲ့ဂတိကိုနတ်မင်းရှိမှပေးပါကျုပ်ကျုပ်မလုံးဝင်တော့ပါဘူးဂတိအထက်ထပ်ပေးပါနမင်းကလည်းချိန်မီတော့နဲ့ရဲ့ဟန်ပန်မုံကိုကြည့်ပြီးတော့လေ။မေးကောင်းလေစွာကောင်းလေစွာ။ကိုချင်းအားစားပြီးတော့တင့်အနေနဲ့ဒီတော့နဲ့ဒီတောင်နဲ့ရောက်လာတဲ့သူတော်စင်ပုပ်ကိုတွေကိုကိုညီစောင့်ရှောက်ဖို့နဲ့မတမာသူတွေကို၆လက်မောင်းထုတ်စီ ဆောင်းလန့်မောင်းထုတ်ရမှာလဲသူတို့ဘာအသက်မသိစီရအဲ့ဒီလိုအမိန်ပေးပြီးတော့လဲပျောက်ွယ်သွားခဲ့တာပေါ့အဲ့ဒီတော့မှချိန်ပြီးတော့နှက်ကလဲအတိတရားဝင်သူ့ရဲ့မူလရုပ်သွင်းရနေတန်မှန်ရုပ်သွင်းဖြစ်ပြောင်းပြီးတော့အောင်မြတ်သားရဲ့ဘေးကိုလဲယိုကျိုးစွာတိုးကပ်ခဲ့တာပေါ့တင်ရဒီတော်ဒီတော်မှာစောင့်ကြက်နေတာနှစ်ပေါင်းဘယ်လောက်ရှိပြီလဲနှစ်ပေါင်း400ကျော်ပါပြီဆရာ အတော်ကြပြီပဲဒါနဲ့တင်းရဲ့ခြေထောက်တွေကဘလို့ကြောင့်မီးတောက်လောင်နေရတာလဲ ကျုပ်လူဘဝတော့ဒီတောထဲမှာတောလိုက်တဲ့မုံဆိုဖြစ်ခဲ့ပါတယ်။ကျုပ်အမဲလိုက်လို့ရတဲ့သားကောင်တွေကိုထွက်မပြေးနိုင်အောင်လို့ခြေတော့ကိုမီးနဲ့မြိုက်ခဲ့တဲ့အကုတို့ကြောင့်အခုလိုမျိုးမီးဆွဲလောင်နေတာပါ။တင်ရအကုတို့တွေလှုပ်ပြီးတော့ဘလို့ကြောင့်တောင်ဆောင်တဲ့နေရာကိုရောက်ခဲ့ရတာလေ။ဒါတော့ကျုပ်အမဲလိုက်ပြီးပြန်တဲ့တနေ့တောရဆောက်တည်နေတဲ့ယဟန်တစ်ပါးကိုလည်းဖူးမြင်ခဲ့ရတယ်။ ို့ကလည်းယဟန်တော်ကိုမြင်တော့လေစွန့်ကပ်ခြင်းနဲ့စိတ်ဖြစ်လာတာမို့လို့ပါလာတဲ့တားကောင်ရဲ့ပေါင်သားကိုလည်းမိကင်ပြီးတော့စွန့်အဖြစ်ကတ်လူခဲ့ပါပဲစွန့်ကပ်ပြီးအပြန်လမ်းမှာပဲမှုံယုံနေတဲ့စင်ရိုင်းတကောင်ရဲ့နင်းသက်ခြင်းကိုခံခဲ့ရဒါပေမဲ့တီအန်ဆဲဆဲမှာစွန့်ကပ်ခဲ့တဲ့အတွေ့အလေးဝင်လာတာကြောင့်လေဒီနေရာမှာအဆောင်အဖြစ်နဲ့ပြန်လည်ပြီးတော့ဖြစ်တည်ခဲ့တာပါအင်းယဟန်တော်မကြီးရွယ်ပဲကတ်လူခဲ့တဲ့စွန်းတနတ်ရဲ့ကုသိုလ်ဟာတလောက်ထိအကျိုးပြုခဲ့တာပါလား ဒါတော့မှသင်ရပါလို့အကုသိုလ်တွေကိုဆက်လုပ်နေခဲ့တာလေကျုံမားခဲ့ပါလေဒီနေ့ဒီချင်းအားဆက်ပြီးတော့အကုသိုလ်လုပ်တွေကိုထပ်မလုပ်တော့ပါဘူးလို့လေဂရိပေးပါလေဟေးလေသာဓုသာဓုသာဓုသင်လည်းအခုခံစားနေရတဲ့ဝေကျွေးရနေအမြန်ဆုံးလွတ်မြောက်ပါစေအောင်မြတ်သားရဲ့ဆူတောင်းစကားသံအဆုံးမှာတော့ချိန်မီတော့နှက်ကလည်းပြုံးရွှင်နေမျက်နှာထားနဲ့ပျောက်ွယ်သွားပြီးတော့မကြခင်ချိန်တွင်းထဲမှာတော့တောဆက်ကနေတေကိုင်းကြောင့်နင်းတဲ့နေထွက်လာတာကြောင့်ကြီးလိုက်တော့မောင်ကောင်းနဲ့ခွန်းလာတော့ပေါ့ ဆရာဘာမှဖြစ်ဘူးမလားအေးဘာမှဖြစ်ပါဘူးကျွန်တော်တို့ကဆရာကိုစိတ်ပူနေတာတော်ပါသေးရဲ့ဗျာအောင်မြင်သားလဲမောင်ကောင်းနဲ့ခွန်လာတို့ရဲ့စကားကိုဘာမှပြန်မပြောပဲခက်ပြုံပြုံမျက်နှာသားလေးနဲ့ပဲကြည်နေခဲ့တာပေါ့အောင်မြင်သားအနေနဲ့ကုဘေရနမင်းအကူကြီးနဲ့ချိန်မီတော့နှက်ကိုလိန်မအောင်ဆုံးမပြီးတဲ့နောက်မှာတော့လူနေအင်ကြီးတွေရှိတဲ့ဘက်ကိုလည်းပြန်လဲထွက်ခွာလာခဲ့ပါတော့လေမောင်ကောင်းကြီးဟိုမှာပါများပါလေကွာ အောင်မြတ်သားလည်းညှို့ထုတ်ပြတဲ့နေရာကိုကြည့်လိုက်တော့လေကျဲသည်ရွယ်ခန့်ရှိတဲ့အစိမ်းရင်ရောင်ကြောက်စိမ်းလက်ကောက်တခွင်းကိုလည်းမြင်တွေ့ရတာပေါ့ကြောက်စိမ်းလက်ကောက်ပါဆရာဘယ်သူများကြောက်သွားလဲမသိဘူးမောင်ကောင်းကလည်းမြေကြီးပေါ်ကြောက်နေတဲ့လက်ကောက်ကိုယူလိုက်တဲ့ချိန်နားထဲမှာတော့ရှက်ကြီးတငငငိုတဲ့အတန်ကိုကြားရတာပေါ့မောင်ကောင်းကောက်ယူလိုက်တဲ့ကြောက်စိမ်းလက်ကောက်နဲ့ငိုကြွေးတဲ့ဘလို့ဆက်ဆက်နေမလဲဆိုတာကိုတော့အောင်မြတ်သားနှင့် အစွေးလက်ကောက်ဆိုတဲ့ဇလန်းလေးမှာဆက်လက်ပြီးတော့နားဆင်အားပေးကြပါအောင်ခင်ဗျာအခုချိန်မှာတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့အောင်မြတ်တာနဲ့ချိန်မီတောင်နဲ့ပဲဖြစ်ပါတယ်နောက်ထပ်နောက်ထပ်ဘလို့စိတ်လို့ရှားပဲကောင်းတဲ့ဇလန်းနေတင်ဆက်ပေးမယ်ဆိုတာစောင့်မျှော်ခမ်းစားနားဆင်အားပေးကြပါအောင်ခင်ဗျာနားဆင်အားပေးကြတဲ့ပရိသတ်တွေအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ